အားလုံးမင်္ဂလာပါကျွန်တော်ကတော့တာကေတာဝိုင်းကြီးတရားရှိတော်ဗျာမြောက်ဘက်ဆောင်တော်မှာပေးတဲ့ဟောနေတယ်ဆရာထိုက်အောင်ပြောပြပါတယ်ကျွန်တော်ရဲ့မိတ်ဆွေစနေသားသမီးများအတွက်16ရက်ကနေပြီးတော့24ရက်အတွင်းတပတ်တွင်းမှာကြုံတွေ့ရမယ်ကံကြမ္မာအကောင်းဆုံးကိုတဲရော့ကပ်ပြည့်နမိတ်ပပီဟောကြားပေးမှာဖြစ်ပါတယ်ဒီကာလမှာတော့စရိတ်သားသမီးတွေလုံးဝမဒုက္ခပါပဲ ။နောက်အများနဲ့လည်းအမြင်မတူဘူးဖြစ်နေတတ်တယ်။ကိုရမဲ့အခွင့်အရေးတွေကိုသူများရသွားတတ်ရသွားတတ်ပါလေ။လက်ရှိငွေကြေးအခြေအနေကတော့ငွေကုန်ကြေးကျများနေမယ်ကာလလည်းဖြစ်ပါတယ်။စီလိုအပေါက်ရပြီးငွေတွေထွက်နေလိမ့်မယ်။မိတ်ဆွေဟောင်းနေတဲ့ဒီကလာမှာပြန်လဲစုံစည်းရတဲ့ မိတ်ဆွေဟောင်းနေတဲ့ပတ်သက်ပြီးတော့သတင်းကောင်းတွေကြားရတယ်မိတ်ဆွေဟောင်းနေတဲ့ပတ်သက်ပြီးတော့လုပ်ငန်းဟောင်းတွေရပ်ထားတာတွေရှိရင်ပြန်လည်လုပ်ရမယ်ကာလလည်းဖြစ်ပါတယ်မိခင်ရှိရင်တော့မိခင်ကျမ်းမာရေးညက်တက်ပါတယ်အသေးစားခွဲစိတ်မှုတွေကြုံရတယ်နေမှာလည်းအဆင်ပြေပါဘူး တူနဲ့တူအပြစ်ပြောစရာတွေနော်အပြစ်တင်နေတာတွေနော်မြေတွန်းတောက်တိတာတွေစကားများတာတွေကြုံနေရမယ့်ကာလလည်းဖြစ်ပါတယ်တာသမီနဲ့ပတ်သက်လာရင်တော့ပညာရေးကိစ္စအပြည့်ပြည့်ဗန်ကိစ္စအပြည့်ပြည့်ကြီးကျဲသူတွေရဲ့ကုညီမစားမှုရလိမ့်မယ်အဆဆအရာရာအဆင်ပြေနေမယ့်ကာလလည်းဖြစ်ပါတယ်ဒီကာလမှာကိုဆွဆွဲတာတွေ မကောင်းပြောတာတွေခံရတတ်တယ်ဂရုစိုက်ပါငယ်ရွယ်တဲ့စရိတ်သားများပေါ်တော့အချီးအမာအဆင်မပြေပါဘူးတိုးနဲ့တိုးစကားများရဖြစ်နေမဲ့ကာလလည်းဖြစ်ပါတယ်နောက်အကျင့်တွေဝါသနာတွေဇယိုက်တွေမတူတဲ့အတွက်ရှင်းဆက်ပြီးတော့လက်တွဲဖို့မဖြစ်နိုင်တဲ့ကာလလည်းဖြစ်ပါတယ်နောက်အချီးနဲ့ပတ်သက်ပြီးတော့ညံ့နေတဲ့ကာလလည်းဖြစ်ပါတယ် အိမ်တော်ရှင်များဘုရားတော့အိမ်တော်အိမ်တော်ဘက်ရဲ့နိုင်တာနော်ခံနေရမဲ့ကာလလည်းဖြစ်ပါတယ်နော်ကိုယ့်ရဲ့အိမ်တော်ဘက်ကျမ်းမာရေးမြတ်တဲ့တဲ့အထူးသဖြင့်သွားဒုက္ခပေးတတ်တဲ့ကာလလည်းဖြစ်ပါတယ်နော်အိမ်တော်ဘက်ကသူများကိစ္စကိုလိုက်လံဆောင်ရွက်ရင်းနဲ့နော်ကိုယ့်ရဲ့အိမ်တော်ဘက်မှာအမှုခင်းတို့ပြဿနာတို့ကြုံရမဲ့ကာလလည်းဖြစ်ပါတယ်ဘယ်လိုဆိုင်ပါ ဂျမရဲ့အနေနဲ့ကတော့လေတို့လေအောင်ဖြစ်တတ်တယ်အာယုံကြောအားနဲ့တက်ပါတယ်ဒီကလာမှာကိုယ့်ရဲ့အတွေးကိုယူစားတွေကမှန်ကန်နေပါတယ်ရှေ့လျှောက်လည်းမှန်ကန်ဖို့ပဲရှိပါတယ်နောက်ဘာသာရေးကိစ္စတို့အဋ္ဌဒံကိစ္စတို့ပညာရေးကိစ္စတို့အစစအရာရာအစဉ်ပြေသွားပါလိမ့်မယ်ဘာမှပူဇော်မလို့ပါဘူးเนาะ လုံးနဲ့ပတ်သက်လာရင်တော့အဆင်မပြေဘူးလေကြော်ရလိမ့်မယ်အခက်ခဲတွေကြော်ရမယ့်ကာလလည်းဖြစ်ပါတယ်။နောက်ကန်တရားလည်းကိုယ်ညနေတာမပြေးပါဘူး။အဲ့တော့ဘာလို့လို့အဆင်မပြေနေတဲ့ကာလလည်းဖြစ်ပါတယ်။အဲ့တော့စတုလုံးတိုင်းလူတွေဆိုရင်တော့ဒီကာလကိုစတုမလုံးပါနဲ့။ယင်းဒီမြုံနံဖို့ကြီးဝထားလူတွေဆိုရင်လည်းရင်နှီးမြုံတော့မလုပ်ပါနဲ့အောင်လို့တတိပေးပါရစေနော်ညံ့လဲညံ့နေပါလားဝေးကြီးနဲ့ပတ်သက်လာရင် လက်ပိတ်နေတတ်တဲ့ဝေးကြီးချက်တဲ့ချက်သွားတတ်တဲ့ကာလလည်းဖြစ်နေပါတယ်အဲ့တော့ဝေးကြီးအဆင်မပြေတဲ့ကာလလည်းဖြစ်ပါတယ်အဲ့တော့ဥပမာရှိတဲ့အခက်ခဲလေးပြပြသွားဖို့အတွက်စိတ်ဝေဒနာရှင်ကိုနော်ကျွန်တော်တို့အာလူကြော်လူတန်းမှာနော်ဒါနပြုပေးပါအဲ့လိုပြုပေးပြီးတော့ဥပမာအခက်ခဲနေတဲ့ဝေးကြီးအခက်ခဲအလောက်ကန်ခက်ခဲလေးတွေပြပြသွားဖို့ဆူတောင်းပေးပါနော်အဲ့လိုလုပ်လိုက်မယ်ဆိုရင်တော့အခက်ခဲလေးပြပြပြီးတော့ ကောင်းဆုံးချမ်းသာများရရှိတော့မှာဖြစ်ပါတယ်ခင်ဗျာ။